နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကထားနိုင်ငံတော်ဝန်ကြီးချုပ်ဘူချမူကြီးမေအောင်လိုင်နဲ့တရုတ်နိုင်ငံသမ္မတရှီချင်းမင်တို့ဟာမေလ9ရက်နေ့ကရုရှားနိုင်ငံမှာတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါဗျ။အဲ့လိုတွေ့ဆုံရမှာတရုတ်သမ္မတကမြန်မာနိုင်ငံမှာဖြစ်ပေါ်ကြုံတွေ့ခဲ့တဲ့မန္တလေးငလျင်ကြီးကြောင်းထိခိုက်ပျက်စီးခဲ့ရမှုတွေနဲ့ဆုံးရှုံးရမှုတွေအတွက်မြန်မာနိုင်ငံအစိုးရပြည်သူလူထုနဲ့ထပ်တူဝန်ထမ်းရာကြောင်း မြန်မာနိုင်ငံအစိုးရနဲ့ပြည်သူလူထုတို့အတူတကွာလက်တွဲပြီးပြည်내တိဆောက်ရေးနဲ့ပြည်내ထူထောင်ရေးလုပ်ငန်းတွေကိုအကောင်းဆုံးဆက်လက်ဆောင်ရွက်နိုင်မယ်လို့ယုံကြည်ကြောင်းနဲ့ဒီရုံးနိုင်ငံအနေနဲ့လည်းလိုအပ်တာတွေကိုကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်းဒီရုံးမြန်မာဆက်ဆံရေးဟာယခုနှစ်မှာ85နှစ်ရောက်ရှိပြီဖြစ်ကြောင်း တရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးအချုပ်အခြာအာဏာနဲ့မြန်မာနိုင်ငံတည်ငြိမ်အေဂျင်စီတို့ကိုအမြဲထောက်ခံအပိလျက်ရှိကြောင်းမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာဆက်လက်ကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။နာဆာကဥက္ကဋ္ဌကပြန်လည်ပြောကြားရမှာမိမိတို့နိုင်ငံမှာငလျင်သဘောဝါဘီးတန်ဖြစ်ပေါ်ခဲ့ရမှုကြောင့်ခက်ခဲမှုတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရချိန်မှာအဆွေတော်အနေနဲ့မြန်မာပြည်သူလူထုနဲ့ထက်တူဝမ်းနေကြောင်းတောင်းလွှာပေးပို့ပြီးအမြန်ဆုံးဖြတ်ကျော်နိုင်ပါစေကြောင်းကိုစုမုံကောင်တောင်းမိခဲ့ကြောင်းဒါအပြင်ငလျင်လှုပ်ခတ်ပြီးကေဆေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက်အရေးကြီးဆုံး ံးချိန်ဖြစ်တဲ့ကိုရန်အဝါမှာတရုတ်နိုင်ငံမှာကုညီကေဇေးအဖွဲ့တွေကငလျင်လှုပ်ခတ်ပြီး၁၈ရက်အကြာမှာမြန်မာနိုင်ငံကိုပထမဦးဆုံးရောက်ရှိခဲ့ပြီးလိုအပ်တဲ့ကုညီကေဇေးလုပ်ငန်းတွေကိုဆောင်ရွက်ပေးခဲ့ကြောင်း တရုတ်နိုင်ငံအစိုးရအနေနဲ့မြန်မာနိုင်ငံအတွက်အရေးပေါ်ဒုတာချင်းစာနာထောက်ထားမှုအကူအညီတွေကိုလည်းပေးရခဲ့ကြောင်းမြန်မာနိုင်ငံအစိုးရနဲ့ပြည်သူတွေအနေနဲ့တရုတ်နိုင်ငံအစိုးရရဲ့ကူညီဆောင်ရွက်ပေးမှုတွေအပေါ်အစီအမဲကျေးဇူးတင်အမှတ်ရနိုင်မှာဖြစ်ကြောင်းပြည်내ထူထောင်ရေးလုပ်ငန်းတွေရည်ရှိဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်ဖြစ်တဲ့အတွက်တရုတ်နိုင်ငံအနေနဲ့လိုအပ်တာတွေကိုဆက်လက်ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်ရေးမြေတားရက်ခံလိုကြောင်းဒီနေ့ငွေနေနဲ့မြန်မာနိုင်ငံအရေးကိစ္စတွေနဲ့ပတ်သက်ပြီးဒေတာရင်းနဲ့နိုင်ငံတကာဆံမျက်နှာမှာမြန်မာနိုင်ငံဘက်ကရည်တည်ပေးခဲ့တဲ့အထွတ်အကျေးဇူးတင်ရှိကြောင်း မြန်မာနိုင်ငံအနေနဲ့အခုနှစ်ကုန်ပိုင်းမှာပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတရက်ကိုအောင်မြင်စွာကျင်းပနိုင်ရန်ကြိုတင်ပြင်ဆင်မှုတွေကိုဆောင်ရွက်လျက်ရှိကြောင်းနဲ့ရွေးကောက်ပွဲကျင်းပချိန်မှာနိုင်ငံတကာမှလေးလာရေးအဖွဲ့တွေကိုလည်းဖိတ်ကြားနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်းဒေယုနိုင်ငံရဲ့အိန္ဒိယနိုင်ငံတွေနဲ့အတူအေးတူပူးများအနာဂတ်မျှဝေတဲ့အတိုင်းဝန်းတစ်ခုကိုတိစောက်ဖို့နဲ့အိန္ဒိယနိုင်ငံများဆိုင်ရာလုပ်ငန်းတွေအတွက် အခြေခံအသစ်တွေပေါ်ဆောင်သွားနိုင်ရေးကြိုးပမ်းဆောင်ရွက်မှုတွေပေါ်မြန်မာနိုင်ငံအနေနဲ့အားပေးထောက်ခံကြောင်းဒီတွေ့ဆုံမှုကနှစ်နိုင်ငံဆက်ဆံရေးနဲ့ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိုများစွာအထောက်အကူဖြစ်စေတဲ့အပြင်နှစ်နိုင်ငံအကြားနှီးကပ်စွာဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။ အိနာတရုတ်သမရကပြန်လည်ဆွေးနွေးရမှာတရုတ်နိုင်ငံအနေနဲ့နိုင်ငံတကာဆက်ဆံရေးမှာငြင်းငင်းစွာအတူရှင်တွဲနေထိုင်ရေးမူကြီးငားရတဲ့အညီဆောင်ရွက်လျက်ရှိကြောင်းဒေတာရင်းနဲ့နိုင်ငံတကာဆက်မျက်နှာမှာမြန်မာနိုင်ငံဘက်ကယက်တိပီလျက်ရှိမှုမြန်မာနိုင်ငံမှာကျင်းပမဲ့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံရဲ့ကြိုတင်ပြင်ဆင်မှုတွေနဲ့ရွေးကောက်ပွဲကိုအပြစ်ထောက်ခံလျက်ရှိမှုတွေနဲ့ပတ်သက်ပြီးပြောကြားခဲ့ကြောင်းသိရပါတယ်။အိနာနာဆကာကွဋ္ဌာနဲ့တရုတ်သမရတို့ဟာနိုင်ငံဆက်ဆံမှုတိုးမြှင့်ဆောင်ရွက်ရေးကဏ္ဍပေါင်းစုံမှာပူးပေါင်းဆောင်ရွက်မှုတွေမြင့်တင်နိုင်ရေး ဆွေမျိုးပေါ့ပေါ်ချစ်ကြည်ရင်းနှီးမှုနဲ့အေးတူပူများအတိုင်းဝန်တည်ဆောက်ရေးဒေတာရင်းတည်ငင်အေဂျင်စီဆိုင်ရာကိစ္စရပ်တွေမှာပူးပေါင်းဆောင်ရွက်ရည်ရွယ်နဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြကြောင်းသိရပါဗျာ။